ဒီတိုင်းမှာအမှန်ရစရာတွေလွမ်းဆွစရာမျိုးလေးမျိုးတမျိုးဆိုတော့ထိကြမှာပဲဒီလိုပဲပြုံးနေမျိုးကိုရောက်ခွေးတွေကလည်းကိုယ်အတွက်အမှတ်ပြတွေလွမ်းဆွစရာလေးတွေတော့ကျရှိခဲ့ကြမှာပဲပေါ့နော်ဒီချက်ပို့ပြီးတော့မှကိုယ့်အတွက်ပျော်ရွှင်စရာအခိုက်အတန့်တွေအမှတ်ပြကောင်းတွေနဲ့ဒါအတူတူနေထိုင်ရင်တဘာဝရဲ့အလှပြရည်ကြီးစုခံစားရတဲ့နေထိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ Rai Hero Resort ရဲ့ Phase 3ကမြေခွက်တွေကိုစတင်အရောင်းဖွင့်လိုက်ပြီတဲ့ ဒီတစ်ပတ်လုံးအလုပ်တွေရှုပ်နေတယ်ခုတော့အားပြီပြောမနေနဲ့ရောနောက်ထပ် project တွေထပ်ပေါ်လာမှမနားလိုက်ရပဲနေအောင်မှာဟုတ်တယ်နော်မြို့ပါอืมဩပြောလို့တော့မစုံသေးပါဖုန်းလည်းမနေ Hello ဟုတ်ကဲ့ဩဟုတ်ကဲ့ပါဟုတ်ဩဟုတ်အဲ့ဆိုညီမတို့ဆက်သွားလိုက်မယ်လေးနော်ဟုတ်ကဲ့ပါဟုတ်ကဲဤပြောတဲ့စကားကိုကြားဝါလို့ထင်တယ်နောက်ထပ် project အသေးတစ်ခုအတွက်တဲ့ပြုံးလင်းဘက်ကိုဆက်ပြီးတော့ခီးသွားအောင်မယ်တဲ့ ဟုတ်လားမျိုးပါဒါဆိုရင်တော့ဒီတစ်ပတ်နားရက်ကိုပြင်ဦးလို့မှာပဲအလုပ်လုပ်ရင်းနဲ့နားရုံနဲ့တူပါတယ်အင်းပေါ့အဲ့လိုပဲဖြစ်သွားမှာပေါ့ ညီမတို့ဖုံးဆက်ထားတဲ့ project ကြီးလေအကြီးပဲနော်ဟုတ်ပါအဲ့ဒါအပြင်ကြီးရအောင်မှာတော်တော်လှတယ်နော်ဟုတ်တယ်အထက်မှာလည်းတော်တော်များများပြီးစီးနေပြီလို့လည်းသိရတယ် facility တွေလည်းတော်တော်လေးလေးကိုစုံလင်နေပြီဆိုတော့ဖြည့်ချက်ပဲကြည့်ရမယ်နော်ဒီ right here ဆိုတာဆိုလို့ရှိရင်ပြည်ဦးရေမျိုးဆောင်လဲအမှုပေါ့နော်ကြီးကန်ရွာနဲ့အင်းကျိတ်ဦးရွာတို့ကိုဆက်သွယ်ထားတဲ့လမ်းပေါ်မှာတရှိနေတာဖြစ်ပြီးတော့မှ ဆိုဝယ်ယူတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဝယ်ယူပြီးအမီပေါက်ပြန်ရောက်တာမျိုးလို့လည်းသိရတယ်လေ။ရင်းမြေတောတောင်တဘာဝအလှတရားတွေမြို့ပြရဲ့အမွှေးတက်နေလေမလန်းမကန်းမှတရှိပြီးတော့ပြင်ဦးတွေရဲ့အလှပတဲ့ရှုခင်းနေနဲ့ဒါလေကောင်းလေးတက်နေလေတဝါကြီးခန်းစားလို့ရမယ်နေရ။ကိုကအပန်းဖြေခြင်းလို့စကန်ဟုတ်အနေနဲ့ပဲထားခြင်းလို့ပဲဖြစ်ဖြစ် investment တစ်ခုအနေနဲ့ရင်းမြေလုံနေပြီးတော့ပြန်ရောင်းခြင်းလို့ပဲဖြစ်ဖြစ် Rai Resort ကတကယ်ကိုရွေးချယ်ဖို့တင့်တော်တဲ့စီမံကိန်းတစ်ခုဆိုရင်လည်းမမှားဘူးပေါ့နော်။ ဒီဖိစမှာဆိုလို့ရှိရင်တော့ဒါကျဲဝန်းနဲ့မြေကျဲနဲ့လုံးစင်းအိမ်တွေကိုလည်းတိဆောက်ပေးသွားမယ်။အင်အားစီမံကိန်းရဲ့46ရာခိုင်နှုန်းကိုတော့လမ်းတွေအများပြည်သူအပန်းဖြေတဲ့နေရာတွေနဲ့ platform တွေအဖြစ်အသုံးပြုထားပြီးတော့54ရာခိုင်နှုန်းကိုသာအင်အားစီမံကိန်းအဖြစ်ပေါ်ဆောင်ပေးသွားမှာတဲ့။ဒါရီအပြင်ကိုမှစီမံကိန်းရဲ့အဝင်ဝါမှာဆိုလို့ရှိရင်လည်းခန်းနာလှပတဲ့အဝင်မုပ်ဦးကြီးရှိတယ်။နောက်ပြီးတော့ပြင်ဦးလွင်ရဲ့ပြရုပ်တစ်ခုဖြစ်တဲ့နိုင်စင်လည်းရှိတယ်။ အဝိုင်းပန်လန်းနဲ့ပန်းချံနဲ့အပန်းဖြေ area တွေဒါတွေအပြင်ကမှ P30 P30 အကျယ်ရှိတဲ့ concrete လမ်းမတွေကိုလည်းခင်းပြီးသွားအောင်ပါတဲ့ကလဟောက်မှာဆိုလို့ရှိရင်ရေကူးကန်ရေကူးရင်းနဲ့ခန်းစားလို့ရမယ် infinity view တွေပြီးရင်စာပေနဲ့တက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်စာကြည့်တိုင်းအစားအသောက်နဲ့တက်တဲ့သူတွေအတွက်ဆိုလို့ရှိရင် restaurant ပြီးလို့ရှိရင်ပြင်ပအဲ့တဲ့လူကြီးမင်းတွေလာရောက်တဲခုံဖို့အတွက် bungalow တွေလည်းထားပေးထားသေးတယ်။ဩော်ဒါဆိုလို့ရှိရင် facility တွေအားလုံးပြည့်စုံနေတဲ့ resort တစ်ခုလို့ပြောလို့ရရနော်။ဟုတ်တယ်။ ပြီးလို့ရှိရင်ဧကံပွဲ၊ညစာစားပွဲ၊မိစုံစားပွဲစတဲ့ဧကံပွဲမျိုးစုံတွေကိုဘောနော့တင်ပါပေးလို့ရတဲ့ Multifunctional Space တွေလည်းပါသေးတယ်။ Rai Hero Resort ရဲ့ Multifunctional Space က Swimming Pool တွေ၊ Hotel တွေကို2025နှစ်တင်မှာစတင်ဖွင့်လှစ်သွားမှာပါ။อืมဒါဆိုလို့ရှိရင်အပန်းဖြည့်တလို့ကိုဒါကိုရဲ့ family activities လေးတွေလည်းအားလုံးလုပ်လို့ရရဆိုတော့အပန်းဖြည့်တလို့နေရတဲ့ ဖာရာဒိုက်စ်လိုနေရာလေးတစ်ခုတော့တင်စားလို့ရတယ်နော်ဟုတ်တယ်ဒါရီမကသေးဘူးနော်အိမ်ဟာတွင်းမှာဆိုလို့ရှိရင် underground system လျှက်စင်ပြီးဖြန့်ဝေတဲ့စနစ်စနစ်ကျတဲ့ drainage system platform တွေဒီအိမ်ဟာတွင်းမှာနေထိုင်နေသူတွေတက်တောင့်တက်တာဖြစ်စေဖို့အတွက်အရေးရပင်တွေကိုလည်းစနစ်တကျစိုက်ပျိုးပေးထားသေးတယ် ဟုတ်ပြီနောက်ထပ်ထက်ရှိသေးရဲ့အင်ယာထိမ့်သိမ့်ပြပြင်းရင်းနဲ့တန်ရှင်းအတွက်ဆိုလို့ရှိရင်လည်းရေမီမိန်လောင်ဝင်ဆောင်မှုတွေနဲ့လုံခြုံရေးပြီးတော့အခြားသောဝင်ဆောင်မှုတွေကိုပါအကောင်းဆုံးစီမံဆောင်ရွက်ပေးအောင်ပါ။ဟောဒါဆိုလို့ရှိရင် facility အတွက်လည်းဒါစိတ်ပူစရာမလိုဘူးပေါ့နော်။ဟုတ်တယ်။နောက်ပြီးတော့အပန်းဖြေဖို့အတွက် second home အနေနဲ့ဝယ်ယူထားပြီးတော့အကဲရေပေါ့နော်လူစည်းမင်းတို့အနေနဲ့အာမနေတဲ့အချိန်မှာပြန်လည်ပြီးတော့ငှားရင်းကျင်နေဆိုလို့ရှိရင်လည်းအတက်နိုင်ဆုံးစီမံဆောင်ရွက်ပေးသွားအောင်ပါတဲ့။အော်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ငွေရလဲပုံမှန်ဒါစီးစင်းလဲပတ်နေရပေါ့เนาะတကယ်ကိုအကျိုးမြတ်ရမယ်စီမံကိန်းတစ်ခုလဲဖြစ်ပါเนาะဟုတ်တယ် နောက်တစ်ခုကကြတော့ investment တစ်ခုအနေနဲ့ဒါရင်းနှီးမြှုပ်နှံပြီးတော့ပြန်လည်ရောင်းချစင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီသန္ဓရပေါက်စီရဲ့အတိုင်းကျွမ်းကျင်နဲ့အိမ်ချမ်းမြေအကျိုးတော်ဆောင်ကြီးရဲ့နဲ့တွဲဆုံပြီးတော့ညီနိုင်တယ်ပြီးတော့အကောင်းဆုံးဝန်ဆောင်မှုတွေလည်းပေးသွားအောင်ပါတဲ့။အော်ဒါဆိုလို့ရှိရင်ဒါအိမ်ချမ်းမြေအကြောင်းမသိသေးတဲ့ customer တွေအတွက်တကယ်ကိုအဆင်ပြေတဲ့အချက်ပေါ့နော်။ဟုတ်ပါတယ်။နောက်ထပ်စီမံကိန်းတစ်ခုလုံးမှာရှယ်ယာဝင်သားစုမျိုးခံစားချက်ကိုပိုင်ဆိုင်နေတယ်ဆိုလို့ရှိရင်တော့ Right Hey Resort မှာအခုပဲရင်းနှီးမြှုပ်နှံလိုက်ပါနော်။ ာတွေအပြင် catalog ဆောင်မှာပါတဲ့ project 2 say tracking swimming pool နဲ့စာကြည့်တိုက်ကိုတုံးဆွဲလဲပတ်ခွင့်ရပါမယ် phase 2တစ်ခုလုံးကိုလည်းတီးတန့်ကာရန်ပိုင်းခြားပေးထားပါမယ်ညီခွက်တစ်ခွက်ချင်းစီကို6ပေအမြင့်ရှိတဲ့ chance you online ခပ်ပေးခြင်းအိမ်ရှိသူရေးပြည့်စင်ပြီးအရောက်တည်တံပေးပါမယ်ဒါရင်ပဲကအောင်လေ face 2မှာဆိုလို့ရှိရင်လေဝယ်ယူသူကရံမီပေါက်လျှောက်ထားနိုင်မယ်၄၀၆၅ပြီအခြေရှိတဲ့အမြေခွက်များဝယ်ယူနိုင်မယ် infrastructure များအနေနဲ့ဆိုရင်လည်း concrete လမ်းများခင်ပေးခြင်း phase 1တွင်ပေးမဲ့စားပွက်များအားလုံးကိုပြန်ပြီးအသုံးပြုနိုင်အောင်မှာပါနေ့တမှာ romantic sun နဲ့ wedding ကို ဖန်တီးခြင်းတဲ့သူတွေအတွက်အလှတရားနဲ့ခန်းစားချက်ကိုထပ်တူကြားခြင်းတဲ့သူတွေ အပန်းဖြေခြင်းသူတွေအတွက် family dinner office party birthday party တွေကို အပန်းဖြေရင်ဖန်တီးနိုင်ဖို့အမြန်ဆုံး booking လုပ်ထားဖို့တော့လိုမယ်နော်နေ့တမှာ romance memory လေးတွေကို right here resort မှာ account ထည့်ဖို့နိုင်ပါပြီ ရာဟင်းရဆော့ကိုရောက်တာနဲ့နှောက်ပါပီတာပြင်းလင်မျိုးရဲ့နောက်ထပ်နှောက်ပါပီစိတ်ငြိမ်အေဂျင့်ရဲ့နေရာတိတခုကိုရောက်သွားတယ်လို့ခံစားရမှာဆိုတော့ဒီအခွင့်အရေးကိုလက်မလွတ်သင့်ဘူးเนาะဒါကြောင့်မလို့စိတ်ဝင်စားလို့ဆက်ပဲဝယ်ရည်နေဆိုရင်เนาะဤရဲ့ Anima House ကိုအမြန်ဆုံးဖယ်လို့လိုက်เนาะ animahouse.com မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်